မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံး NLD အပြတ်သက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအတိမဲ့ပြုထားပြီးဆေးအုပ်စု၏အထူးရောင်ရွေးကောက်ပွဲတရားမဝင်ဘဲနိုင်ငံတကာကလည်းလက်မခံဟုကြေညာတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကအပြတ်သက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအတိမဲ့ပြုထားပြီးစီအုပ်စု၏အထူးရောင်ရွေးကောက်ပွဲမှာတရားမဝင်ကြောင်း NND ကယနေ့ကြေညာချက် ထုတ်ပြန်ပါသည်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့သောမြန်မာနိုင်ငံပါတီစုံအထွေထွေရွေးကောက်ပွဲသည်ကမ္ဘာကောင်းဆောင်များတန်တမန်များနှင့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်အတိမဲ့ ပြုခဲ့ကြကြောင်းသို့တော်စစ်တပ်ကမင်းစင်းမှောင်ရွေးမှုရှိသည်ဟုအထောက်ထားမရှိသောဆွဆွဲချက်ဖြင့်2020ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာဒီမိုကရေစီနီးကျရွေးကောက်ခဲ့ဆိုရထံမှအာဏာလုယူခဲ့ကြောင်းဆရာနာသိမ်းပြီးနောက်စစ်တပ်သည်လူခွင့်ရေးချိုးဖောက်မှုများစွာကျူးလွန်နေခဲ့ပြီးယခုအခါစစ်ပေးဆောင်ဒုက္ခသည်3.6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား1900ကျော်ရှိနေကြောင်းယခုအခါစေအုပ်စုသည်ဒီမိုကရေစီစံနှုန်းများနှင့်ကန့်ညီမှုမရှိသောအထူးရောင်းရွေးကောက်ပွဲကိုချင်းမ းပရန်ဂျိုးပန်းနေပြီး၎င်းသည်နိုင်ငံဧရိယာ၏ဒုံမုံတဘုံကန်တွင်သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း NLD ကထောက်ပြပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစေအောင်စု၏အတူရောင်ရွေးကောက်ပွဲကိုလက်မခံအတိမတ်မပြုကြောင်းနှင့်နိုင်ငံတကာအတိုင်းဝိုင်းအား၎င်းရွေးကောက်ပွဲကိုအတိမတ်မပြုရန်ဤပညာနှင့်ငွေကြေးအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလေးလာသူများဆင်းလွတ်ခြင်းမပြုရန်တိုက်တွန်းထားပါသည်။2020ခုနှစ်နိုဝင်ဘာ10ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင်မင်းဆန္ဒနှင့်1118နှင့် ရာဂိုင်းနှုန်းအဖြစ်95တသမ3ရှိရာဂိုင်းနှုန်းတွင်ကျင်းပနိုင်ခဲ့ကြောင်းနိုင်ငံရေးပါတီ60ခုမှ90စလေလောင်း9384ဦးနဲ့တတိပုဂ္ဂလ90စလေလောင်း260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းဆန္ဒမဲပေးခွင့်ရှိသူပေါင်း တနိုင်ငံလုံးဆန္ဒမေးပေးမှုအနေနဲ့87ရာခိုင်နှုန်းကျော်လာရောက်မဲ့ပေးခဲ့ကြပြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်မှမဲဆန္ဒနယ်အလုံးဤ82.36ရာခိုင်နှုန်းအနိုင်ရရှိကလွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း NLD ကပြောပါရယ်မြန်မာပြည်သူတို့သည် COVID-19 ကပ်ရောဂါကိုရင်ဆိုင်လျက်နှင့်မိမိတို့ဆန္ဒကိုရဲဝံစွန်စွာရဲရင်စွန်စွာဖော်ထုတ်ခဲ့ကြကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ9တန်းကျော်နှင့်ပြည်ပရောက်နိုင်ငံသားများလည်း ဆိုင်ရောက်နိုင်ငံများမှတဆင့်ပါဝင်မဲပေးခဲ့ကြကြောင်းကိုဗစ်အန္တရာယ်ကြောင့်မှပြည်သူများတခဲနဲ့ပူးပေါင်းပါဝင်မှုကြောင့်ထွက်ပေါ်လာသည့်2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာမှခေါင်းဆောင်များနဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းများကကြိုးဆိုထောက်ခံခဲ့ကြကြောင်းနိုင်ငံတကာအဖွဲ့အစည်းများနဲ့ရွေးကောက်ပွဲလေ့လာသူများကလွတ်လပ်တရားမျှတသောရွေးကောက်ပွဲဖြစ်အသိမဲ့ပြုခဲ့ပြီးအသိမဲ့ပြုသောအဖွဲ့များတွင်လည်းရွေးကောက်ပွဲစောင့်ကြည့်ရေး Japan Mission အဖွဲ့ စန်တာပြည်တွင်ရွှေကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၁၂ဖွဲ့တို့ပါဝင်ကြောင်းသိရပါသည်။တရုတ်ပြည်သူတမရနိုင်ငံတော်တမရကြီးရှီချင်းပင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရန်ကိုအမေရိကန်မျိုးသားလုံခြုံရေးအကြံပေးအမေရိကန်နိုင်ငံသားဝင်ကြီးမိုက်ပွန်ပင်ကို UK နိုင်ငံသားဝင်ကြီးမစ္စတာနိုင်ဂျယ်အဒမ်ဒီဒီရှာတမ်မကြီးမစ္စတာတန်ချန်ကနေဒါနိုင်ငံသားဝင်ကြီးဌာနအော်စတြေးလျနိုင်ငံသားဝင်ကြီးမစ္စစ်မာရီပိန်ဂျပန်ဝင်ကြီးချုပ် ယိုရှိဟီတဲစုကအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီထိုင်းဝန်ကြီးချုပ်မစ္စတာပရာယွတ်ချန်ဝူချစင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ဘီယင်မင်းမြတ်ဂျစ်မီဆေကာနန်ဂျေဝန်ချောင်းဘူတန်ဘီယင်မင်းမြတ်နဲ့ဥရောပသမဂ္ဂတို့က NLD ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်မှုရလဒ်ကိုချီးကျူးဂုဏ်ပြုခဲ့ပြီးတောင်အောင်ဆန်းစုကြည်ကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်ထိပြည်ပြည်ဆိုင်ရာလွှတ်တော်များတမကအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းက2020ခုနှစ်နိုဝင်ဘာအထွေထွေရွေးကောက်ပွဲရလဒ်ကိုအတိမတ်ပြုနေဆဲဖြစ်ပြီးဥရောပတမကနဲ့ကမ္ဘာကူလာတမကစသည့်အဖွဲ့အစည်းချင်းများအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကမြမအရေးနဲ့ပတ်သက်၍2020ရွေးကောက်ပွဲရလဒ်အပေါ်မှာသာအခြေခံရွေးသားချင်းကပြောဆိုခဲ့ပြောဆိုလျက်ရှိကြောင်း NLD ပါတီကဆိုပါတယ် ထို့ပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီဖွဲ့စည်းထားသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020ရွေးကောက်ပွဲရလဒ်ကိုတရားဝင်အတိမဲ့ပြုခဲ့ကြောင်း2020အထွေထွေရွေးကောက်ပွဲရလဒ်သေးသောပြည်သူ့ဆန္ဒနဲ့ညီတရားဝင်တရှိနေစေဖြစ်ကြောင်း NLD ကထုတ်ပြန်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့တွင်မြန်မာစစ်တပ်ကမင်းစင်းမှားယွင်းတည်ဟူသောအကြောင်းပြချက်ဖြင့်ရေကောက်ခံတိဆောက်စေအစိုးရထံမှ ရေကောက်ခံဒီဇယ်အစိုးရထံမှအာဏာလုယူခဲ့ခြင်းသည်မြန်မာနိုင်ငံ၏ထိုးစဉ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်အခြားအမည်သည့်ဒီဇယ်ဥပဒေများနှင့်မျှကန့်ညီမှုမရှိကြောင်းမေးစင်မှားယွင်းမှုရှိသည်ဟုစစ်တပ်ကစွပ်စွဲခဲ့သော်လည်းအဆိုပါစွပ်စွဲချက်များမှာအထောက်အထားခိုင်လုံခြင်းမရှိကြောင်းမေးစင်မှားယွင်းသည့်ထို့နောက် မဲမတမာမှုရှိသည့်ဟူလင်းညဆွဆွေ၍အာနာသိမ့်ယူမှုသည့်အထောက်ထားမခိုင်လုံသည့်အပြင်ထိုကိစ္စနှင့်ပတ်သက်၍မြမစစ်တန်းဥပဒေအရအဆုံးဖြတ်ပြုပိုင်ခွင့်ရင်းယူဆောင်ရွက်ပိုင်ခွင့်လည်းမရှိကြောင်းမဲစင်မှားယွင်းမှုနှင့်မဲမတမာမှုတို့သည်တိုက်ရိုက်သက်ဆိုင်သောအကြောင်းချင်းရများလည်းမဟုတ်ကြပါရွှေကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှားယွင်းချွတ်ချော်မှုများကိုကင်တွယ်ဖြစ်ခြင်းရန်တာဝန်နှင့်လုပ်ပိုင်ခွင့်မှာတည်ဆဲဖွံ့ဖြိုးပုံဥပဒေ အခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဆ ảy သက်ဆိုင်ရာကော်မရှင်အစဉ်အဆက်ထံ၌သာတည်ရှိကြောင်း NND ကပြောပါရယ်စေယုစုဂျင်မာမေအတူရောင်ရွေးကောက်ပွဲတရားမဝင်ပဲစေယုစုကဖွဲ့စည်းလိုက်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ဒီမိုကရေစီစံနှုန်းများဖက်ဒရယ်စံနှုန်းများနှင့်ကိုက်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲဂျင်မာရန်ဂျိုးပန်းနေကြောင်းစေယုစုနေဖြင့်၎င်းတို့ကိုးကားနေသော2008ဖွဲ့စည်းပေါ်အခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းပိုင်ခွင့်မရှိကြောင်း စစ်တပ်စီစဉ်ကျင်းပမည့်ရေကောက်ပွဲကိုပြည်သူကပေးစားလျက်ရှိသောစစ်တမ်းများအရလည်းစစ်တပ်ကစီစဉ်မည့်ရေကောက်ပွဲကိုပြည်သူလူထုကပြည့်ပြည့်တန်တန်ငင်းပေကြောင်းတွေ့ရှိရမည်ဖြစ်ကြောင်း NLD ကထောက်ပြပါသည် 2020ခုနှစ်ဧပြီလ24ရက်နေ့အာနာလိုအကျန်းဖက်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်ကိုရောင်တက်ရောက်သဘောတူညီခဲ့သောအာဆီယံဆိုင်ရာမြမအရေးဆိုင်ရာဘုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669တွင်လေအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်ကိစ္စအလင်းမပါဝင်ကြောင်းထုတ်ပြန်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်လိုက်တဲ့အာဆီယံ၏ထုတ်ပြန်ချက်တွင်ဘက်အတီတီမှအကျန်းဖက်မှုများချက်တန်၍အလုံးပါဝင်သည့်နိုင်ငံ၏ဆွေးနွေးမှုများ များကိုဦးစားပေးလှုပ်ဆောင်ရမည်ဟုဖော်ပြထားကြောင်းဥရောပသမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိသည့်နိုင်ငံဆောင်အစုအဖွဲ့များကလည်းဆေးရုံစုကျင်းပမည့်ရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာချက်များထုတ်ပြန်ခဲ့ကြကြောင်းသိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကပြည်သူများ၏ဆန္ဒနှင့်တိုင်းသားမဟာမိတ်များ၏ရည်မှန်းချက်ဖြစ်သည့်ဆီယနာရှင်စနစ်ချုပ်နှိမ်ပြီးအသွင်သဏ္ဍာန်နှင့်အနှစ်သာရပြောင်းလဲမည်ဒီမိုကရေစီခွင့်ရင်းများကိုအခြေခံသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာရည်တည်နေသောအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနှင့်ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ဒေသရင်းအင်အားစုများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ကဖက်ဒရယ်ယူနစ်များ၌ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်ဂျာကာလာစီမံများရေးဆွဲ က်အကောင့်ထဲပေါ်နေပြီဖြစ်ကြောင်းသိရပါသည်အစိုးရများအနေနဲ့မြမပြည်သူတို့၏ဆန္ဒမှန်ကိုလေးစားအသိမဲ့ပြုပါရန်စေုပ်စု၏အတူရောင်ရွေးကောက်ပွဲအတွက်ဤပညာထောက်ပံ့နေငွေကြေးဆိုင်ရာအကူအညီများပေးရခြင်းမပြုရန်ရွေးကောက်ပွဲလေးလာသူများကိုဆေးလွတ်ခြင်းမပြုရန်စေုပ်စုကျန်းမာမည့်ရွေးကောက်ပွဲသည်တရားမဝင်ကြောင်းနိုင်ငံတကာကအသိမဲ့မပြုကြောင်းပူရဲကြေညာချက်ထုတ်ပြန်ရန်အစိုးရတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိမဲ့ပြုခြင်းမပြုပါရန် NND ကပန်ကြားတိုက်တွန်းထားပါသည် ရှင်ပြင်တရားမဝင်ရွေးကောက်ပွဲရလဲ့ရပေါ်ထွန်းလာပြီးအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်ထောက်ပံ့ကူညီမှုများမပေးရန်နဲ့ပိတ်ဆို့ရင်းယူမှုများဆက်လက်ထားခြင်းရဲ2020ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတရားဝင်ရွေးချယ်တင်မြှောက်ထားသောအနိုင်ရပါတီကောင်းဆောင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသား၏ဝင်ကြီးတောအောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်တမရာကြီးဥဝင်းမြင့်တို့အပါအဝင်နိုင်ငံအကျဉ်းသားများအလုံးလွတ်မြောက်ရေးဆောင်ရွက်ပေးရန်ဒီမိုကရေစီစနစ်ရှင်သန်ရေးလွန်လာသောမိတ်ဆွေနိုင်ငံများအလုံးပူးပေါင်းဆောင်ရွက်၍မြန်မာနိုင်ငံ၏ဒီမိုကရေစီရေးလူခွင့်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအကူအညီအကောင့်ထည့်ဖော်ပေးပါရန် NLD ကတိုက်တွန်းတောင်းဆိုထားကြောင်းသိရှိရပါသည်။